သူတို့ရဲ့ honeymoon ခရီးစဉ်မှာစိတ်ကြိုက်အဝတုံးဖို့ကုံသွိုင်းထပ်ပြီးတော့မှနော်အအကောင့်လေးတာပို့လိုက်ဖြည့်ပေးမယ်ဆိုပြီးတော့အခုတော့ကျွန်တော်ကျွန်တော်တပည့်တွေကအကောင့်နံပါတ်လည်းတောင်းထားတယ်ဖုန်းနံပါတ်လည်းတခါတည်းတောင်းထားတယ်တော်ကြအားနာပြီးတော့မဆက်မှဆိုလို့အဲ့တော့ honeymoon ထွက်တဲ့နေ့ကျရင်လည်းဆက်မေးမှာညီလေးညီမလေးကဒါနောက်ပြီးတော့ဥကျော်တို့မင်္ဂလာလက်ဖွဲ့အနေနဲ့လက်အဒီလက်ဖွဲ့ကိုသူတို့ဘဝရဲ့အမတ်တရအရှိဆုံး အချိန်လေးအမတ်တရအရှိဆုံးနေရာလေးမှာတုံးပေးတဲ့အတွက်လဲဥကျော်ရဲ့ဒီဒီဘယ်လိုပြောမလဲတမအာစီဝါနဲ့ရှာဖွေထားတဲ့ငွေကြေးလေးကိုတမိုးရှိတဲ့နေရာလေးမှာအမတ်တရရှိတဲ့နေရာလေးမှာတုံးဆွဲပေးတဲ့အတွက်လဲဥကျော်ကအဲသူတို့ဇုံတွဲနှစ်ယောက်ကိုပို့ပြီးတော့မှချစ်သွားတယ်ပို့ပြီးတော့မှလဲကျေးဇူးတင်တယ်လို့ပြောကြင်ပါတယ်ပြိတ္တရှိမှအများရှိမှဥကျော်ကအခုလိုမျိုးခန်းခန်းနန်းနန်းနဲ့ဂုံပြုတ်ပေးတယ်အတွက်ကိုဒါဥကျော်အနေနဲ့ဒါအစွမ်းကုန်ဒါစူးစမ်းပြီးတော့မှ အကောင်းဆုံးဥချော်လုတ်ပေးတာပါကိုနိုင်တဲ့ဘက်ကပေါ့နော်မင်းမလာလက်ဖွဲ့ငွေသားများစွာကိုလက်ဖွဲ့ပေးလိုက်ပါတယ်လို့ကဲ congratulations ပါကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ကိုကြောမအောင်စီစဉ်ရိုင်းကြပါဘာ။အဲ့ရပါပေါ့။အမြဲတမ်းကျွန်တော်ချစ်တဲ့ကျွန်တော်ချစ်ကျွန်တော်ကတသက်တာလုံးလက်ဖွဲ့နေတာသူတို့။တသက်တာလုံးနောက် anniversary တွေများစွာများစွာတိုင်အောင်လေ။အဲသူတို့ရဲ့ချစ်ချင်းမြတ်တာကအိုမင်းဒီတိုင် ရွှေလက်တွဲဖို့လည်းကျွန်တော်ဆူတောင်းပေးတယ်။အဲ့အတွက်ကြောင့်မလို့တကယ်လည်းကျွန်တော်တို့ဒါကျွန်တော်အရန်ချိရတဲ့မင်းသားနဲ့မင်းသမီးရပါတော့နော်။နေပေါင်းတရာကျော်အထိတိုင်ရွှေလက်တိုင်းနိုင်ပါစေလို့ကျွန်တော်ဆူတောင်းပေးသပါပဲ။ဟုတ်ကဲ့ပေးရစမယ်